အမည်စရင်တင်သွင်းလောက်အပေခံရပြီးမှလွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူဖြစ်ကြောင်းပြန်လည်ကြေညာပေးခဲ့ရသူမရှိဘူးလို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကပြောပါရယ်ကိုယ်စားလှယ်လောက်အရေးချင်းမပြည့်မီလို့ပယ်ဖျက်ခံရသူ86ဦးရဲကအယူခံတင်ထားသူတွေကိုစီစစ်နေပါသလားအယူခံအောင်မြင်သူတွေရှိပါသလားအောင်မြင်သူတွေစီရင်ကိုထုတ်ပြန်ဖို့ရှိပါသလားဆိုတဲ့သတင်းဌာနတစ်ခုရဲ့မေးမြန်းမှုကိုဖြေကြားရမှာ UEC ကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်ပြည်သူ့ရွေးကောက်ပွဲကော်မရှင်အနေနဲ့သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ new brain 35အရာ လွတ်တော်မဲဆန္ဒနဲ့အလိုက်လွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမြင့်စင်းရင်ကြီးညာချက်ပုံစံ30 30ခါကြီး30ခါခွေးတွေနဲ့ကော်မရှင်အဖွဲ့ခွေးတွေမှာအော်တိုဘားလ19ရက်နေ့မှာကတ်ထားကြီးညာပေးခဲ့ပြီးဖြစ်ကြောင်းရွေးစီကပြောပါရတယ်။အဲ့လိုလွတ်တော်ကိုယ်စားလှယ်လောင်းအမြင့်စင်းရင်ကတ်ထားကြီးညာပေးနောက်ပိုင်းမှာအယူခံတင်သွင်းမှုအရာဖြစ်စေ အသနာခန်းစာတင်ပြချက်အရာဖြစ်စဉ်ရွေးကောက်တင်မြောက်ခံပိုင်권မရှိတာကြောင့်အမည်စရင်တင်သွင်းလောက်အပေခံရပြီးမှလွတ်တော်ကိုယ်စားလှယ်လောက်အဖြစ်ရွေးကောက်တင်မြောက်ခံပိုင်권ရှိသူဖြစ်ကြောင်းပြန်လည်ကြေညာပေးခဲ့ရသူမရှိကြောင်းယူဆကပြောပါရယ် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ဟာလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖျက်ခံရပြီးတဲ့နောက်ယူစီထံမှအတဏ္ဍခံစားနှစ်ဆောင်တင်ပြထားကြောင်းနိုဝင်ဘာတရက်ကပြုလုပ်ခဲ့တဲ့ပါတီရွေးကောက်ပွဲကြီးညာစာရန်မိတ်ဆက်ပွဲအခမ်းအနားမှာပြောကြားခဲ့ပါတယ်။ယခုအခါယူစီကလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူဖြစ်ကြောင်းပြန်လည်ကြီးညာပေးခဲ့သူမရှိကြောင်းဖြေကြားခဲ့တာဖြစ်ပါတယ်။